အုံနောက်သွေးကြောမပြတ်ချင်ဘူးအုံနောက်ထဲမှာသွေးခွဲတာတွေမဖြစ်ချင်ဘူးဆိုလို့ရှိရင်ဒီခေါင်းလျှော်နီးလေးကိုလျှော်ပေးရမယ်เนาะခေါင်းမလျှော်ခင်မှာလူတကိုယ်လုံးကိုရေဝအောင်ချိုးပေးရမယ်ပြီးတော့မှခေါင်းလျှော်ရမှာဖြစ်ပါတယ်ရှင့်เนาะခေါင်းမလျှော်ခင်မှာစံသားက၆နေပါတယ်အဲ့ဒါလေးကိုရေအရင်စိုးအောင်ဆေးရပါမယ်ရှင့် ခေါင်းတစ်ကောင်းလုံးရေစပင်းလေးကုန်လုံးရေဆိုးသွားပြီဆိုမှပထမတစ်ထပ်ကိုဒီမှာတက်ရောခေါင်းလျှော်ရည်လေးနဲ့လျှော်ပါမယ်ရှင်။ခေါင်းထဲမှာကျွန်တော်တို့ကခေါင်းမလျှော်ခင်မှာပေါင်းစီလေးနှက်ထားတာဖြစ်တဲ့အတွက်ပထမတစ်ထပ်ကတော့အဲ့ဒီစီလေးကြီးတွေဖုံနေပြောင်းအောင်လို့မို့လို့ပထမတစ်ထပ်မှာတက်ရောလေးနဲ့လျှော်မယ်။သူကကြတော့ကြီးပြောင်းနိုင်စွမ်းလည်းရှိတယ်။စပင်းရှည်လည်းမြန်လည်းရှင်နော်။အဲ့တော့ပထမတစ်ထပ်ကိုတက်ရောလေးနဲ့လျှော်ပါမယ်ရှင်။အဲ့လိုမျိုးလျှော်တဲ့အချိန်မှာတအားကုတ်တာဖဲတာတွေမလုပ်ပါနဲ့ဥယျာဉ်ပြားတွေနာသွားမယ်အမြင့်အိတ်ကလေးတွေကိုထိသွားမယ်ရှင်း အဲ့တော့ကြီးတွေတရောင်လည်းမနေနဲ့ပေါ့နော်တပတ်ကိုနှစ်ခါလောက်ရှော်မယ်ဆိုရင်တော့လုံလောက်ပါတယ်သပင်တိုးတဲ့လူကတော့နေ့တိုင်းရှော်နိုင်မှာပေါ့နော်မမမှုလို့ကြတဲ့သပင်ရှည်တဲ့အတွက်မမမှုဆိုရင်တပတ်မှာနှစ်ခါပဲရှော်နိုင်နေပေါ့နော်အဲ့တော့ပထမတစ်ထပ်ကလေးအဲ့လိုလေးရေးပြောင်းစေးလိုက်မယ်ပထမတစ်ထပ်ရှော်ပြီးလိုက်တာနဲ့ နော်အာရေတော့ပြောင်းစေးပြရမယ်တစ်ထက်နဲ့တစ်ထက်ရေပြောင်းစေးဒါကြောင့်မှလည်းပြောင်းနေမပြောင်းဘူးဆိုတော့ကိုကသိမှာပေါ့နော်တအားကြီးကုတ်เสียရမလို့ဒါဆိုရင်ပရမတစ်ထက်ပြောင်းသွားပြီဒုတိယတစ်ထက်ဆိုရင်စပင်လေးပြော့ပြောင်းဖို့အပူအပုတ်ထွက်ဖို့ရတဲ့အတွက်မကြီးဒီကောင်းရှော်ယူနေရှော်မှာဖြစ်ပါတယ်ရှင်နော်အဲ့တော့ဒီမှာမကြီးဒီက အရေကဘလောက်တောက်ပြည့်နေနေလဲဆိုလို့ရှိရင်ကြည်ကြည်လာအောင်မမမှုလုံနေတာလုံးလို့မရဘူးဖွင့်ပြီးတော့မှဘူးဖွင့်ပြီးတော့မှထဲထဲလိုက်ရတယ်ပေါ့နော်အဲ့တော့ပြည့်ပြည့်ကလေးလုတ်ပေးထားတယ် quality လေးကိုလည်းအကောင်းဆုံးလေးလုတ်ပေးထားပါတရှိအဲ့တော့ဒုတိယတစ်ထပ်မှာလည်းအဲ့လိုပဲဒါကမကြီးသေးလေးနဲ့ခေါင်းချော်တာဖြစ်ပါတယ်ဒီမကြီးသေးရဲ့အစွမ်းကခေါင်းထဲမှာအပူပုတ်တည်းရှိရင်တခါတည်းဆုတ်ထုတ်သွားတယ်ကျမတို့ခန္ဓာကိုယ်မှာလည်းပဲမကြီးသေးစခရက်တိုက်ပြီးတော့ရေချိုးမယ်မကြီးရေချိုးနဲ့ချိုးချိုးတခွားရေချိုးဆက်ပြားနဲ့တုံးတုံးပေါ့နော်ဘယ်ရပဲတုံးတုံးခန္ဓာကိုယ်ကလည်းကျမတို့အပူထုတ်မှာဖြစ်တယ်လို့ခေါင်းက လည်းအပူထုတ်ဖို့လိုအပ်ပါတယ်ရဲဒါကြောင့်မို့မကြီးပြီးကောင်းလျှော်ကြီးလိုအပ်ပါတယ်ဒုတိယတစ်ထပ်မှာအခုမကြီးပြီးကောင်းလျှော်ကြီးနဲ့လျှော်လိုက်တဲ့ reset ကလေးကိုတစ်ချက်ကြည့်လိုက်ပါဒါမမမူလုံးဝเนาะဒီမှာမြင်ထားတဲ့အတိုင်းပဲထောက်လျှောက်ရိုက်ထားတာဖြစ်တဲ့အတွက်ဂျင်းထဲတရားလည်းမရှိဘူးပေါ့နော်အဲ့မှာကြည့်ကြည့်လိုက်ပါတစ်ချက်ကြည့်လိုက်ပါเนาะကဲဒါဆိုရင်မကြီးပြီးကောင်းလျှော်ကြီးနဲ့လျှော်ပြီးလိုက်တဲ့အချိန်မှာသပင်လေးကအဲ့လိုကိုပျော့ပြောင်းနူးညံ့သွားတယ်ရှင်เนาะမမမူလျှော်တဲ့အတိုင်းလျှော်ကြည့်လိုက်ပထမတစ်ထပ်ကိုတယောလျှော်ဒုတိယတစ်ထပ်ကိုမကြီးလျှော် လျှော်ဖို့လိုအပ်လို့လျှော်ခိုင်းတာတချို့ကကြလဲတပူးတည်းမရဘူးလားပေါ့နော်အမသပင်ရှည်လဲလုံးဝမြန်စီတယ်သပင်ပျက်စီးမှုကိုလဲတက်တာစီတယ်နော်ပေါင်းစီလေးပေါင်းမယ်တယောပထမတစ်ထပ်ကိုတယောနဲ့လျှော်မယ်ဒုတိယတစ်ထပ်ကိုမစည်းနဲ့လျှော်မယ်ရှင်မရှယ်ကြည့်လိုက်ချင်းနေလောက်ထားတာမရှိဘူးမမမူတာထတ်ထဲရိုက်ထားတာဖြစ်တယ်ကြည့်လိုက်နော်ဘာမှဘာကြံတဲ့ကောင်းချော်ကြီးတခုမှမပါဘူးနော်မမမူလိုလင်းလက်ကထုတ်ထားတဲ့ကောင်းချော်ကြီးလေးနဲ့ပဲလုပ်ပေးထားတာဖြစ်ပါတယ်အခုရေဆေးချလိုက်တဲ့ရက်ဇက်ကလေးကိုတစ်ချက်လောက်ရှိုးကြည့်လိုက်နော် တခါတဲ့သပင်လေးကဆန္ဒလေးကပျော့ပြောင်းနူးညံ့သွားပါတယ်ရှင့်နော်အဲ့တော့အပူပုပ်လဲกินတယ်ကြည့်လိုက်နော်သပင်လေးကိုတစ်ချက်လေးကြည့်လိုက်ပါနော်အပူပုပ်လဲกินစေရမယ်သပင်ရှည်လဲမြန်စေရမယ်သပင်အစ်စ်တွေလဲပြန်ပေါက်တယ်ဆိုတော့ ဘာလို့သေးလဲအချစ်ရဲ့ပေါ့နော်အဲ့တော့မမမှုလင်းလက်ကလုံးဝကိုမမမှုကိုယ်တိုင်းလည်းဒီအရီပဲသုံးတာဖြစ်တဲ့အတွက်နော်လုံးဝကိုအဆင်ပြေစေတယ်ပါဝင်ပစ္စည်းနဲ့မတည့်ဘူးဆိုတဲ့လူတွေမှန်လူကတော့တည့်မှာမဟုတ်ဘူးပေါ့နော်ကျန်တဲ့လူကတော့တရာမှာ99ရောက်ကြိုက်ဖို့အာမခံပါတယ်နောက်တစ်ခုမြန်မာနိုင်ငံအတွင်းမှာ quality ကောင်းပြီးတော့ဈေးချိုတဲ့ product ဆိုလို့မမမှုလင်းလက် product တစ်ခုပဲရှိတော့တယ်ပေါ့နော်တန်ပိုးလေးကဘူးကြီးတဘူးမှာ9000ဆိုတဲ့ငွေပမာဏလေးနဲ့တွက်ကြည့်လိုက်ပါဦးနော်အခုမမမှုကရေချိုးဆက်ပြာကိုမနက်ပိုင်းရေချိုးတာဆိုအေးခတ်တဲ့ရေချိုးဆက် က်ပြမန်စလီရက်ပြုတ်ကြီးထုံနာကျင်နာတွေဖြစ်တတ်တယ်เนาะလေးဖြန်းလင်ငန်းတွေဖြစ်တတ်တယ်ဆိုလို့ရှိရင်နောက်တစ်ခုလေးဘက်နာတွေပေါ့เนาะအရေးပြယောဂါတွေရေပြလေးဘက်နာရိုးရိုးလေးဘက်နာကြိုက်တာခဲတာခေါင်းယောဂါတွေရှိလို့ရှိရင်ဟာဒီကရေချိုးဆက်ပြလေးကိုသုံးပေးရမယ်အသားရေ၆တက်တဲ့လူဆိုရင်လည်းအဲ့ဒီမန်စလီရေချိုးဆက်ပြလေးကိုသုံးပေးရမယ်ပေါ့เนาะရှားဆောင်ပါမယ်တခွားပါမယ်မန်စလီပါမယ်ရေချိုးဆက်ပြလေးက8000ပဲတပူမှာ တခွဲကအဖြေလေးတွေကထုတ်ပေးထားတာဖြစ်ပါတယ်။မျက်နှာလေးကိုကြတော့မမမူအခုဘာလုပ်လိုက်မှာလဲဆိုတော့ coffee secret ကလေးနဲ့မျက်နှာလေးကိုတော့ပုတ်တိုက်လိုက်ပါဦးမယ်ရှင့် secret ကလေးတိုက်ပေးမယ်ဆိုလို့ရှင့်တက်ဆဲလေးတွေကြွားကြပါတယ်။မျက်နှာလေးတွေမှုတ်ပါဦးတကူလုံးကတော့တကူလုံးတိုက်ပါတယ်။မမမူအခုကအဲတက်တော်လေးရိုက်ထားတာဆိုမမကမျက်နှာလေးပဲတိုက်ပြမယ်ပေါ့နော် coffee secret ရှိတယ် community secret ရှိတယ်ကိုကြိုက်တာရွေးလို့ရတယ်မကြီးရီ secret ကတော့ကျမ်းမာရေးကောင်းလို့သူတိုင်းအတွက်ညွှန်ပေးထားတာခန္ဓာကိုယ်ထဲမှာအပူပုပ်တွေတားရှိနေပြီဆိုတော့မကြီးရီ secret မှာပဲနိုင်နေเนาะ အလှပလေးအတွက်ဆိုရင်တော့ coffee နဲ့ camon tea တွေကကြိုက်တာရွေးပါကျန်းမာရေးကောင်းကျင်တာဆိုရင်တော့အဲမချီဒီ subscribe ကိုရွေးပေါ့နော်အဲ့လခဏထားပြီးတဲ့ချိန်မှာမမမှုဒီမှာညနာလေးတက်လိုက်တော့ပါမယ်မမမှုတို့ subscribe ကကြာတဘာဝအတိုင်းပဲထုတ်ထားတာ chemical မြှုပ်ထစေးတွေမပါတာဖြစ်တဲ့အတွက်ညနာတက်ပြီးလို့ subscribe တိုက်ပြီးလို့ရှိရင်လည်းညနာလေးဆက်ပြလေးနဲ့ပြန်တက်ပေးရပါတယ်အဲ့ဒါရှားတောင်းဆက်ပြသုံးတာပါညနာအတွက်လည်းရှားတောင်းခန္ဓာကိုယ်အတွက်လည်းရှားတောင်းရှားတောင်းလေးကိုသုံးပေးပါအုံနောက်တွေးကြောမပြတ်ချင်ဘူးအုံနောက်ထဲမှာတွေးခွဲတာတွေမဖြစ်ချင်ဘူး